တင်ဆက်ပေးမယ့်သတင်းကတော့ပြည်ရင်းတော် SKD CKD ကားတွေကို အခွန်ရှော့ပေါက်ကောက်ခံမဲ့သတင်းပဲဖြစ်ပါတယ်။ပြည်ရင်းတော် SKD CKD ကားတွေကိုအခွန်ရှော့ပေါက်ကောက်ခံသွားမယ်လို့စီမံကိန်းနဲ့ဘန်နိုင်းဝင်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။ SKD ကားဆိုတာကတော့စင်မီနော့တာ SKD ကိုရည်ညွှန်းတာဖြစ်ပြီးကားတစ်စီးရဲ့စိတ်ပိုင်းတွေကိုပြပအနေနဲ့တည်တင်ပြီးတော့ပြည်ရင်းမှာတက်ဆင်ထုတ်လုပ်တာဖြစ်ပါတယ်။ စီကေဒီကကတော့ complete တော့တောင်းစီကေဒီလို့ဒီပေးရပြီးဒီစနစ်ကတော့ကာဒစီရဲ့အစိပ်ပိုင်းတွေအားလုံးကိုခွဲခြားပြီးတခြားနိုင်ငံကတက်ဆင်ပြီးတော့တင်ပို့လာတာပဲဖြစ်ပါတယ်ရကူအကောက်ခွန်ပြေချော်ပေးလိုက်တဲ့အရာမှာကြောဝင်နေရင်တွေကတော့ပြည်ရင်းမှာထုံလုံးမဲ့လောင်စာစီတော့ရယ် SKD နဲ့ CKD စနစ်နဲ့ပြပမှာတက်ဆင်ပြီးတော့တင်သွင်းနေရင်တွေအတွက်ဖြေချော်ပေးထားတာဖြစ်ပါတယ်။သို့တော်လည်းပြည်ရင်းကားစီကွက်မှာတော့ ဝိတောက်ကဖန်စီအေးအေးမှုကိစ္စရပ်တွေကြောင့်နဲ့အဝယ်တွေလိုက်နေပြီးတီရင်ကားစင်းတို့နေကအမြင့်မိုင်းမှသာဆက်ရှိနေရလို့ရန်ကုန်ကားစစ်ဘက်ကနေသိရပါဗျ။ယခုထုတ်ပြန်မှုရ SKD စနစ်နဲ့ထုတ်လုပ်မဲ့2000စီစီနဲ့အထက်ရင်တွေပါဝင်2000စီစီနဲ့အောက်ထုတ်လုပ်မဲ့ရင်တွေအတွက်ရခင်က9500ခိုင်နှုန်းကောက်ခံရကနေယခု900ခိုင်နှုန်းတို့၎င်း SKD စနစ်နဲ့ထုတ်လုပ်မဲ့ရင်တွေအတွက်ရခင်က900ခိုင်နှုန်းကောက်ခံရကနေယခု300ခိုင်နှုန်းတို့၎င်းဆက်ဆက်တက်မှတ်လိုက်တာဖြစ်တယ်လို့လည်းသိရပါဗျ ဒီသတင်းကိုတော့မြတ်တူတူကပေးပို့လာပါ